အီရန်လုံခြုံရေးတပ်ဖွဲ့တွေဟာ IS အဖွဲ့ရဲ့ပြည်ပစစ်ဆင်ရေးတွေအတွက်တာဝန်ရှိတဲ့ထိပ်သီးကောင်းဆောင်တအုပ်ကိုချိန်မုံနိုင်ခဲ့တယ်လို့အီရန်ဝန်ကြီးချုပ်ကမလ14ရက်မှာပြောကြားခဲ့ပါတယ်။အဆိုပါ IS ကောင်းဆောင်ကိုချိန်မုံမှုနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကစိတ်ပြည့်စရာကောင်းတဲ့ဘဝတစ်ခုအဆုံးသတ်သွားပြီလို့မလ14ရက်နောက်ပိုင်းကပြောကြားခဲ့ပါတယ်။အခုချိန်မုံခံခဲ့ရတဲ့ IS ကောင်းဆောင်ဟာ အဗ်ဒါလာမက်ကီမုစလီအယ်ရူဖာယီဖြစ်ပြီးသူဟာအီရတ်နိုင်ငံနဲ့ကမ္ဘာပေါ်မှာအနည်းငယ်အများဆုံးအကြမ်းဖက်သမားတွေထဲမှာတအုပ်အပောင်ဝင်အဖြစ်သတ်မှတ်ခံခဲ့ရတယ်လို့ဝင်ကြီးချုပ်မိုဟာမက်ရှီယာအေဆူဒါနီကအိတ်လိုမှုမီဒီယာမှာပြောကြားခဲ့ပါတယ်။2023ခုနှစ်ကအမေရိကန်ရဲ့ပိတ်ဆို့မှုခံခဲ့ရတဲ့ယူဖာရီဟာဆီးရီးယားနဲ့အီရတ်ရဲ့ပြည်နယ်တွေမှာရှိတဲ့ IS အဖွဲ့တွေကိုအုပ်ချုပ်ရသူဖြစ်ကြောင်းအီရတ်ဝင်ကြီးချုပ်ကပြောပါတယ်။ဒါ့အပြင်သူဟာ ပြည်ပစစ်စင်ရေးယုံနဲ့အတွက်လဲတာဝန်ရှိသူဖြစ်ကြောင်းဆူဒါနီကပြောပါရယ်။ရူဖာယီကိုမြေတီအချိန်မှာချိန်မုံနိုင်ခဲ့တဲ့ဆိုတာကိုတော့ဆူဒါနီကပြောကြားခဲ့ခြင်းမရှိပေမယ့်အီရတ်မှာရှိတဲ့အမေရိကန်ဦးဆောင်တဲ့ဂျီဟတ်နေနေရေးညွန်ပေါင်းတပ်ဖွဲ့နဲ့အီရတ်ထောင်လန်းရေးတပ်ဖွဲ့တို့ပူးပေါင်းပြုလုပ်တဲ့စစ်စင်ရေးအတွင်းချိန်မုံခဲ့တာဖြစ်တယ်လို့ဆူဒါနီကပြောပါရယ်။ဒီနေ့မှာတော့အီရတ်နိုင်ငံက IS အဖွဲ့ရဲ့ဝန်ရမ်းပြေးကောင်းဆောင်တအူချိန်မုံခံခဲ့ရပါတယ်လို့ထရမ့်က၎င်းရဲ့ True Social လူမှုမီဒီယာမှာရေးသားခဲ့ပါရယ်။ သူဟာကျွန်တော်ရဲ့ရဲဝန်းနဲ့တိုက်ခိုက်ရေးသမားတွေရဲ့မနာမနေလိုက်လံချိန်မုံခြင်းကိုခံခဲ့ရပါတယ်။အီရတ်အစိုးရကတ်စ်ဒေတာနရအစိုးရတို့နဲ့ပုံပေါင်းဆောင်ရွက်မှုမှာတခြား IS အဖွဲ့ဝင်တအုပ်နဲ့အတူသူရဲ့စိတ်ပျက်ဖို့ကောင်းတဲ့ဘဝကြီးအဆုံးသတ်သွားပါပြီလို့ထရမ့်ကရေးသားခဲ့ပါတယ်။ အမေရိကန်ဗဟိုစစ်ဌာနချုပ်ကလည်းရူဖာရီကို ပြစ်မှတ်ထားတိုက်ခိုက်တဲ့ဗီဒီယိုလို့ယူဆရတဲ့ဗီဒီယိုတစ်ခုကို AIS လူမှုမီဒီယာမှာ တင်ခဲ့ပြီးကမ္ဘာလုံးဆိုင်ရာ IS အဖွဲ့နံပါတ်1ခေါင်းဆောင်နဲ့အခြား IS အဖွဲ့ဝင်တအူးသိဆုံးလို့យေသားဖော်ပြခဲ့ပါတယ်။အဆိုပါတိုက်ခိုက်ရေးသမားနှုတ်စလုံးဟာအသေးကံဘုံကပတ်တွေဝစ်ဆင်ထားပြီး DNA စစ်ဆေးချက်တွေအရသိဆုံးသူတအူးဟာရူဖာရီဖြစ်ကြောင်းသိရှိနိုင်ခဲ့တယ်လို့ဆိုပါတယ်။